ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးဘောလုံးအသင်းဟာမနက်ဖြန်ကိုရောက်ရင်ယူဆက်ကွန်အမျိုးသမီးအာရှဖလားရှစ်စစ်ပွဲ အောင်မြင်မှုအတွက်အဆုံးဖြတ်ရှစ်စစ်ပွဲစဉ်ကို ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ဒီပွဲစဉ်ဟာမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးအသင်းအတွက်စိန်ခေါ်မှုကြီးမားပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ဒီပွဲမှာမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသမီးအသင်းကတရေရလဒ်ကိုရောက်နိုင်ရတယ် ရှေ့စစ်ပွဲအောင်မြင်မယ်။ဒါပေမဲ့အစားတစ်ဖက်မှာဘရင်တော်ဖောင်ဖြတ်ပုံစံမျိုးနဲ့ကန်လာမဲ့အသင်းကပြိုင်ဘက်အင်ဒိုနီးရှားဖြစ်နေတယ်။အင်ဒိုနီးရှားယူဆက်ကုံအမျိုးသမီးဘောလုံးအသင်းကတော့မြမလက်ရွေးစဉ်ယူဆက်ကုံအမျိုးသမီးဘောလုံးအသင်းကိုအနိုင်ရမှာပဲရှေ့စစ်ပွဲအောင်မြင်ပါလိမ့်မယ်။ဒီတော့အင်ဒိုနီးရှားဟာအဝေးကွင်းဖြစ်နေပေမဲ့မြန်မာကိုအနိုင်ရအောင်တိုက်စစ်ဖွင့်ပြီးကစားလာမှာကြောင့်ဒီပွဲမှာမြန်မာအနေနဲ့လည်းအနိုင်ရလက်ကိုဥတီပြီးကစားမှာပဲ အဆင်ပြေနိုင်ပါလိမ့်မယ်ခမဒီအုပ်စုမှာလက်ရှိမှာတော့အသင်း3သင်းပဲကျန်တော့တယ်ပေါ့လေအစောပိုင်းကတော့အသင်း4သင်းဖြစ်တယ်ခမမွန်ဂိုလီးယားကခြေစစ်ပွဲစခါနီးမှာပြန်ပွဲရနေနှုတ်ထွက်သွားခဲ့လို့ဒီအုပ်စုမှာမြန်မာမကာအိုအင်ဒိုနီးရှားကျန်ခဲ့တယ်ခြေစစ်ပွဲအပွင့်ပွဲစဉ်မှာအင်ဒိုနီးရှားကမကာအိုကိုငကိုကိုမရှိနဲ့နိုင်ခဲ့တယ်မြန်မာကဒုတိယပွဲစဉ်မှာမကာအိုကိုခွန်ငကိုကိုမရှိနဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မှာမြန်မာလက်ရွေးစင်အသင်းဘက်က တိုက်စစ်မှုလေးရှင်းတန့်ဖြူစင်ပြောသူက hat trick သွင်းခဲ့တယ်နောက်ပြီးတော့အသင်းကောင်းဆောင် ပြင်မြင့်ရန်ပြင်မြင့်ရန်ဆိုရင်လေမြန်မာသင်းရရှိတဲ့ခဏကူမှာ shot goal ကသူ့ရဲ့ပါဝင်ပတ်သက်မှုရှိခဲ့တယ်ပြီးတော့သူကိုယ်တိုင်နှစ်ဂိုးသွင်းပေးခဲ့တယ်ခမညဒီတော့ရှင်းတန့်ဖြူစင်ပြောတဲ့အသင်းရဲ့ဤပြဖြစ်တဲ့ဂျပန်ဤပြကူမီကိုတို့ကမနက်ခံအင်ဒိုကိုတရေဥတီဗီကံမစင်းစားမှာမဟုတ်ဘူးအနိုင်ရအောင်ကံမဲလို့ဒီနေ့မှာ ြောကြားလိုက်ပါတယ်မြမလက်ရွေးစဉ်ယူဆက်ကုံအမျိုးသမီးဘောလုံးအသင်းအနေနဲ့မနက်ခြံမှာလိုအပ်တဲ့ရလတ်ကိုရယူပြီးတော့ခြေစစ်ပွဲအောင်မြင်သွားမလားဆိုတာကိုကျွန်တော်တို့ရင်ခုန်ကြရမှာဖြစ်ပါတယ်မြမလက်ရွေးစဉ်ယူဆက်ကုံအမျိုးသမီးအသင်းအနေနဲ့ကိုမြေကိုရီကိုကွင်ကိုပြိတ္တရှေးမောင်မှာခြေစစ်ပွဲအောင်မြင်မှုကို အရောက်နိုင်ပါစေလို့လည်းဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ